အဘောင်ချန်ခန့်ရှိဆန်လာထိုနောက်မှာဖြာတိတော်အားဖြင့်ဒါရဖျာဤနှုတ်ကပတ်တော်သည်အာဘရန်တို့ရောက်၍အချင်းအာဘရန်မဆိုးရိမ်နှင့်ငါသည်တင်ဤအကွယ်အကာဖြစ်၏တင်ဤအချိုးသည် အလွန်ကြီးလာ၏ဟု မိန့်တော်မူလျင်အာဘရန်ကအရှင်ဒါရဖျာအကျွန်ုပ်သည်တာမရှိဘဲတွားရပါ၏ဤတမတတ်မြို့သားအေလျာစာသည် အချနောဤအမွေခံဖြစ်ရပါ၏သူဖြစ်၍အဖေခြေစုကိုပြုတော်မူပါမည်ဟုပြောဆို၏တပံအာဗရန်ကအချနောအားအမျိုးအနွယ်ကိုပေးတော်မူမူပါအချနောဤအိမ်၌ဖွာတော်သူသည်အချနောဤအမွေခံဖြစ်ရပါသည်တကားဟုပြောဆို၏တပံသာရဖျားဤနှုတ်ကပတ်တော်ရောက်လာသည်ကဤသူသည်တင်းဤအမွေခံမဖြစ်ရ သင်ဤကိုယ်တည်းကထွက်တော်သူသည်သင်ဤအမွေခံဖြစ်လိမ့်မည်ဟုမိန့်တော်မူပြီးလင်အာဗြံကိုပြင်သွထောက်ဆောင်တော်မူ၍မူကောင်းခင်ကိုမျှချီလောခြေများကိုရေတွက်နိုင်လင်ရေတွက်လောသင်ဤအမျိုးနွယ်သည်ထိုသို့ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏အာဗြံသည်သာရဖျားကိုယုံကြည်သည်ဖြစ်၍သူဤယုံကြည်ခြင်းကိုဖျောက်မှတ်ခြင်းကဲ့သို့မှတ်တော်မူ၏ တပန်နာတီဤပြည်ကိုတင်အမွေခံเสียဖို့တင်အားပေးလို့တော့ငါခါလတဲ့ပြည်သားတို့နေတော့ဥရာမျိုးမှာတင်ကိုထုတ်ဆောင်တော့သာရဖျားဖြစ်သည်ဟုမိန့်တော်မူလင်အရှင်သာရဖျားဤပြည်ကို အကျွန်ုပ်အမွေခံရမည်ကိုအဘယ်သူတီးရပါအနီဟုမေလျှောက်တည်၏သာရဖျားကလည်းသုံးနှစ်အသက်ရှိသောနောမတကောင်သုံးနှစ်အသက်ရှိသောစိန်မတကောင် သုံးနှစ်အသက်ရှိသောဒုတ်ချီတကောင်ဂျိုးတကောင်ခိုးတငယ်တကောင်တို့ကိုငါဖူးယူလို့ဟု မိန်တော်မူသည့်အတိုင်ထိုတရိစ္ဆာန်အပေါင်းတို့ကိုယူ၍တကောင်တကောင်ကိုထဝစီခွဲပြီးလျှင်ခွဲသောအသားတို့ကိုတစ်ဖက်တစ်ချက်နိုင်ထားလိမ့်၏မျက်ကောင်တို့ကိုမခွဲအေယျထုသည် အတေကောင်တို့အပေါ်သို့ဆင်းလာသောအခါအာဘရန်ဒီနှင်လေ၏ နေဝင်တော်အခါအာဘရန်ဒီခြေတော်အချင်းဖြင့်အိပ်ပျော်လျက်ထူသောမှောက်မိုင်းနှင့်တွေ့၍ထိတ်လန့်ခြင်းသို့ရောက်လေ၏။ထာဝရဖျားကလည်းတင်း၏အမျိုးနွယ်သည်သူတပားပိုင်သောပြည်၌ဧည့်သည်ဖြစ်ကြသဖြင့်သူတပားတို့၌ဂျုံခံခြင်းနေဆိုင်မြင်စေခြင်းကိုအနှစ်400ပလုံခံရကြလိမ့်မည်ကိုအမှန်တည်းမှတ်လော့သူတို့ကိုစီခိုင်းသောလူမျိုးကိုလည်းငါစီရင်မည်ထို့နောက်မှသူတို့သည် များစွာသောဥစ္စာနှင့်ထွက်ကြလိမ့်မည်။တင်ဒီဘူဘီရုထံသို့နေဝှစွာသွားရလိမ့်မည်။အသက်ကြီးရင်းလျက်တင်းကျုခြင်းကိုခံရလိမ့်မည်။လူမျိုးလေးဆက်လွန်သောအခါသူတို့သည်ဤပြည်သို့ပြန်လာကြလိမ့်မည်။အာမောရိအမျိုးသားတို့၏ဒုစရအဖြစ်သည်မစုံလင်သေးဟုအာဗြဟံမိန့်တော်မူ၏။တပန်နေဝင်၍မိုက်သောအခါ ခွဲထားသောအသားလေ၌မိခိုးထပ်သောမိဖို့မိထွန်းလင်းသောမိခွက်သည်ထင်ရှားစွာရှောက်သွားလေ၏ထိုနေ့၌သာရဖျားသည်အာဗြဟံ၏ပဋိညင်ပြုတော်မူလျက်အေကုတုမြတ်မဆာ၍မြစ်ချီတိဟုသောဥပရမေတိုင်အောင်ဤပြေကို၎င်းကေနီလူကေနစီလူကာဒမောနီလူဟိတ်တိလူဖေရစီလူရေပင်းလူအမောရီတူ ခာနနီလူဂိရကာရှိလူယေဘူးတိလူတို့ကို၎င်းတင်းအမျိုးနွယ်အားငါအပ်ပေးပြီဟုမိန့်တော်မူ၏